အာဆနယ်တင်းဟာစပိုတင်းလက်စဘွန်တိုက်စစ်မှုရှူကာရက်စကိုတနေ့လစာပေါ9တန်းနဲ့ကန်လန်မှုအသင်းရှိနေလို့သတင်းထွက်ပေါ်နေပါတယ်။အသက်26နှစ်အရွယ်ရှိစီရီလက်ရေးစင်တက်စစ်မှုရှူကာရက်စဟာစပိုတင်းလက်စဘွန်တင်းအတွက်တရားသည့်ပြိုင်ပွဲစုံပွဲ50မှာ52ဂိုးထိသွင်းယူထားတာပါ။ဒါကြောင့်သူ့ကိုခေါ်ယူဖို့ Manchester United အပါအဝင်ဥရောပထိပ်တန်းသင်းများစွာကစိတ်ဝင်စားနေကြတာပါ။ဒါပေမဲ့ Portuguese သတင်းစာ အေဘိုလာရဲ့ဖော်ပြချက်အရလက်ရှိမှာ Sporting Lisbon တိုက်စစ်မှု Jokeres ကိုခေါ်ယူဖို့ Arsenal တင်းကအရေးပန်းစားဆုံးဖြစ်နေလို့သိရပါတယ်။ Arsenal တင်းဟာ Jokeres ကိုခေါ်ယူဖို့အတွက်လက်ရှိမှာကစားသမားရဲ့ agent ဖြစ်သူနဲ့ဆွေးနွေးနေပြီးတနည်းလားစာပေါင်း9တန်း Euro 7.3တန်းပေးချေဖို့အသိရှိနေလို့သိရပါတယ်။ဒါပေမဲ့ Arsenal တင်းအနေနဲ့ Jokeres အတွက် မိခင်ကလပ်ဖြစ်တဲ့ Sporting Lisbon အသင်းထံတရားဝင်ကမ်းလှမ်းမှုမရှိသေးဘူးလို့သိရပါဗျ။ Jokeres ဟာ Sporting Lisbon အသင်းနဲ့2028ခုနှစ်အထိစာချုပ်တန်းရှိနေသူဖြစ်ပါတယ်။သူ့ရဲ့စာချုပ်ရော်ကြေးမှာ Euro တန်းတရားဖြစ်တယ်လို့သတင်းထွက်နေပေမဲ့လာမယ့်နေ့မှာ Euro တန်း90ကိုကျဆင်းသွားနိုင်တယ်လို့သိရပါဗျ။